ားလုံးမင်္ဂလာပါအပီဆိုဒီကနေ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုလို့ရှိရင်ကျွန်တော်ကကိုရီးယားတက္ကသိုလ်တွေမှာ language program တက်တဲ့အခါမှာကျွန်တော်တို့လျှောက်ကတဲ့ဒီ4 visa အကြောင်းကိုကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီ4 visa ကိုဘယ်လိုလျှောက်ရမလဲပြီးတဲ့အခါမှာ university ကိုဘယ်လို apply လုပ်ရမလဲဆိုတော့ကျွန်တော်အတိအကျပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်တို့ language program visa ဖြစ်တဲ့ဒီ four visa ကိုရှောက်မယ်ဆိုလို့ရှိရင်တော့ပအားဆုံးကျွန်တော်တို့ကျောင်းကိုအရင်ရှောက်ဖို့လိုအပ်တယ်ပေါ့နော်။ကျောင်းကိုရှောက်တဲ့အခါမှာဘာတွေလိုလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ပုံမှန် university ရှောက်လို့ရှိရင်လိုအပ်တဲ့ certificate ဖြစ်တယ်ပေါ့နော်။အမှတ်စင်လိုမယ်ပြီးတဲ့အခါမှာအိမ်ဆောင်ဇာတ်ပုံတင်အဖေမေမှတ်ပုံတင် passport မိတူလိုမယ်ပေါ့နော်။ပြီးတဲ့အခါမှာကျွန်တော်တို့ language program ကမိသားစုရဲ့ funding နဲ့မိဘရဲ့ funding နဲ့တတ်ရမှာဖြစ်တဲ့အတွက်ကိုမိဘရဲ့ပိုင်ဆိုင်မှုထောက်ခံစာတွေပြီးတဲ့အခါမှာ business registration ာ certificate တွေလည်းကျွန်တော်တို့လိုမယ်ပေါ့နော်ပိုင်ဆိုင်မှုဒီလုပ်ငန်း license တွေပြီးတဲ့အခါမှာကျွန်တော်တို့ ban account ထဲမှာကိုယ့်ရဲ့ ban account ထဲမှာ Korea 1အာသိန်း100နဲ့ညီမျှတယ်ပေါ့နော်ကျွန်တော်တို့မြန်မာငွေပမာဏကိုလည်းကျွန်တော်တို့ထည့်ထားဖို့လိုအပ်ပါတယ်ခင်ဗျအဲ့ဒီဟာတွေပြပြောရလို့ရှိရင်เนาะကျွန်တော်တို့ Korea ရဲ့ University Language Program ကိုကျွန်တော်တို့လျှောက်လို့ရပါပြီ လျှောက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲတချို့တက္ကသိုလ်တွေကကြာတော့ကိုပါကိုចောင်းသားနေပြီးတော့ personally လျှောက်တာကိုလက်ခံတယ်တချို့တက္ကသိုလ်တွေကြာတော့တို့ရဲ့မြန်မာပြည်မှာရှိတဲ့တို့ရဲ့ education agency တွေနဲ့ချိတ်ဆက်ထားတဲ့တက္ကသိုလ်တွေကြာတော့ agency တွေကနေတစင်လျှောက်တာကိုပဲလက်ခံတယ်ပေါ့နော်အဲ့ဒါကကြာတော့တက္ကသိုလ်ပုံမူတည်ပြီးတော့ क्वे ကြသွားပါတယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်เนาะ RU University မှာ language program ကိုတစ်နှစ်ခွဲတက်ခဲ့ပါတယ် RU University ကိုကျွန်တော်တို့ language program လျှောက်အောင်ဆိုလို့ရှိရင် ဒီ thread စာစာတွေနဲ့အကုန်လုံးကို notify ပြန်ပြီးတဲ့အခါမှာကျောင်းရဲ့ application website မှာသွားပြီးတော့ကျွန်တော်တို့ online application တင်ရပါတယ် online application တင်တဲ့အခါဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာငွေနဲ့တော့ကျွန်တော်အတိအကျမသိပေမဲ့ Korea won နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ won တသိန်းပေးရတယ်ပေါ့နော် online application fee won တသိန်းပေးပြီးတဲ့အခါမှာပေးမှပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ application က success ဖြစ်သွားပြီပေါ့နော်အဲ့ဒီဟာဆိုလို့ရှိရင်သူတို့က နောက်တစ်ဆင့်အနေနဲ့ဒီចောင်းသားကိုအចောင်းသားရဲ့ attitude ကို interview task နဲ့တို့စစ်ပါတယ်အင်တာဗျူးဖြည့်ပြီးတဲ့အခါမှာကိုကဘယ်လိုကြိုးစားမလဲဒီကျောင်းကို University Language Program ပြီးတဲ့အခါမှာကိုရဲ့ career ဒါမှမဟုတ်လို့ရှင်ကိုရဲ့ကျွန်တော်တို့ဒီ education ပေါ့เนาะ further step ကဘာဖြစ်လဲဆိုတာကိုလည်းတို့ပြောပြဖို့လိုတယ်ပေါ့เนาะပြောပြီးတဲ့အခါဆိုလို့ရှင်เนาะကျွန်တော်တို့ interview အောင်သွားပြီဆိုလို့ရှင်တို့ဘက်ကနေပြီးတော့ University ဒီ Language Program tuition fee ကိုသွင်းဖို့အတွက်ကျွန်တော်တို့ကို invoice ချပေးတယ်အဲ invoice ထဲမှာပါတဲ့ပမာဏအတိုင်းသွင်းရတယ်ပေါ့เนาะ ကျောင်းတွေရဲ့အာဒီနေရာတွေ ranking တွေအရာကျွန်တော်တို့ဒီ language program fee ရလဲ semester တစ်ဖြတ်နဲ့တစ်ဖြတ်မတူကြဘူးပေါ့နော်တချို့ကျောင်းတွေဆိုလို့ရှိရင်16သိန်းရှိတယ်ပေါ့နော်3လ semester တစ်ဖြတ်စာ16သိန်းရှိတယ်ပေါ့နော်ကျွန်တော်တက်ခဲ့တဲ့ RG University ဆိုလို့ရှိရင်တော့1နဲ့14သိန်းရှိပါတယ်ခင်ဗျာအဖြစ်တဲ့အတွက်တစ်နှစ်စာ ကျောင်းလောက်ကသင်ပြီးတဲ့အခါမှာသူတို့ဘက်ကနေပြီးတော့အာ COA လို့ခေါ်တဲ့ certificate of admission ကိုချပေးတယ်အဲ့ဒီ admission letter ချပေးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာတန်ရုံမှာ visa တင်ရပြီပေါ့နော်ဒါပေမဲ့လက်ရှိနေထားမှာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံတန်ရုံကနေပြီးတော့ visa ထုတ်ပေးတဲ့ပမာဏအရင်နေတယ်ပေါ့နော်တချို့ចောင်းသားတွေអាចလို့ရှိရင်လေဒီကိုရီးယားကမြ мян သွားလို့ရတာဖြစ်တဲ့အတွက်ကိုရီးယားကိုအယံဝင်တိုးလို့ရအယံဝင်တိုးကြတဲ့အခါမှာ ဒီတန်ယုံမှာပေါ့ကျွန်တော်တို့အာဗီဇာ apply အလုပ်တဲ့ចောင်းသားတွေများလာတဲ့အတွက်သူတို့တန်ယုံကနေပြီးတော့ online application booking စနစ်နဲ့ booking အရင်ယူပြီးတော့ visa reservation ကိုသူတို့လက်ခံနေပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကိုက booking ယူတဲ့အခါမှာလည်းလှိမ့်လိမ့်နေမြန်လို့ယူဖို့လည်းလိုအပ်ပါတယ်ပြီးတဲ့အခါဆိုလို့ရှိရင်ကျွန်တော်တို့တန်ယုံတက်တင်တဲ့ခါဆိုလို့ရှိရင်လည်းចောင်းလျှောက်တုံးကလိုပဲပေါ့နော်လိုအပ်တဲ့စားစားတာနေအကုန်လုံးပြင်ဆင်ပြီးတော့တန်ယုံတက်တင်ရပါတယ်တခုရှိတာကမြန်မာပြည်အနေအထားအရာပြီးတဲ့အခါမှာ economically အရာကျွန်တော်တို့ တန်ယုံကပေါ့เนาะကျွန်တော်တို့မြန်မာចောင်းသားတွေအကုန်လုံးကို visa assessment ပေးလေးမရှိပါဘူးအဲ့ဒါဖြစ်တဲ့အတွက်ကိုယ့်ဘက်ကနေပြီး visa assurance ဖြစ်ချင်အောင်အာဖြစ်အောင်ကျွန်တော်တို့ပြင်ဆင်ရမှာဆိုလို့ရှိရင်ចောင်းဆိုလို့ရှိရင်လည်းအရင်စေသက်တာတဲ့ចောင်းအာပြီးတဲ့အခါမှာ ranking မရှိတဲ့ចောင်းကိုရှောက်မဲ့အစားကျွန်တော်တို့ ranking အထိုက်ရောက်ရှိတဲ့ចောင်းရှောက်သင့်တယ်လို့ကျွန်တော်က suggestion ပေးပါတယ်ပြီးတဲ့အခါမှာ financially ရဆိုလို့ရှိရင်လည်းကျွန်တော်တို့ bank account ထဲမှာထည့်ထားတဲ့ပတ်စံပမာဏပြီးတဲ့အခါမှာဒီပတ်စံကိုသုံးလားမသုံးလားဒီပတ်စံရဲ့ ဒီမှာ deposit ထဲမှာအသေးဖြစ်နေတဲ့ပမာဏတွေအကုန်လုံးချိန်ပြီးတော့ပေးတာဖြစ်တဲ့အတွက်လည်းကျွန်တော်တို့ဘဏ်ထဲမှာဆိုလို့ရှိရင်ဒီ1300နဲ့ညီမျှတဲ့ပမာဏအပြင်ကိုပို့ပြီးထည့်တင်တယ်ပေါ့နော်ပြီးတဲ့အခါမှာအဲ့ဒီပမာဏထည့်ထားတဲ့အရာကိုလည်းကျွန်တော်တို့ face လောက်ထားမယ် freeze လောက်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ financially အရာလည်း save ဖြစ်ပြီးတော့ပြီးတဲ့တခြား certificate တွေဖြစ်တဲ့အဖေမေအာအိမ်ပိုင်ဆိုင်မှုညီပိုင်ဆိုင်မှုထောက်ခံစာအကုန်လုံးကိုလည်း notary တင်ပြီးပြန်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ visa ရနိုင်ဖို့ chance ကတော့များရရှိပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကတော့အခုဒါကျွန်တော်ဒီ process နဲ့ရှောက်လိုက်ပြီးတော့ visa ရတဲ့အခါဆိုလို့ရှိရင်ကျွန်တော်ကိုရီးယားကိုလာလို့ရိုက်ပေါ့နော်ကိုရီးယားကိုလာတဲ့အခါဆိုလို့ရှိရင် air ticket တွေအကုန်လုံးကိုဝယ်ပြီးတဲ့အခါမှာကိုရီးယားကို arrive ဖြစ်လို့ရှိရင်ကျွန်တော် language broker စတက်လို့ရပြီဖြစ်ပါတယ်အဲ့ဒါဖြစ်တဲ့အတွက်နောက် episode မှာဆိုလို့ရှိရင်ကျွန်တော် language broker မှာဘယ်လိုတွေသင်ကြားရမလဲ semester အနေထားရဘယ်လိုရှိလဲ sharing လုပ်ပြီးတော့မှဖြစ်တဲ့အတွက် episode 3ကိုလည်း set ပြီးတော့ဆက်ကြည့်ပေးပါဦးခင်ဗျာ